မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ခေါ်ကရိတ်အင်ဂျီလန်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှသေဆုံးမှုများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခရင်ပြည်နယ်ကျုံတိုးမြို့နယ်ခေါ်ကရိတ်အင်ဂျီလန်ပိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်သား20ကျော်သေဆုံးထားကြောင်းတော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ် ယနေ့ဇွန်လ18ရက်နေ့နနက်9:00နာရီအချိန်မှစတင်ပြီးကြုံတိုးမြို့နယ်ခွနတိုင်းရေဘူးပိုင်ရမုတ်ဝအနီးနဲ့အင်းကြီးရွာတို့ဘက်တွင်ထိုက်ပွဲပြင်းထန်ခဲ့ရာနနက်9:00နာရီအချိန်တိထိုက်ပွဲပြင်းထန်နေစေဖြစ်ပြီးစစ်သား20ကျော်တိဆုံးကထိုက်ပွဲဖြစ်ပွားရာနေရာသို့ကြုံတိုးဘက်မှလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်နေကြောင်းသိရပါသည် ခွနတိုင်ဘက်ကဒီမနက်ဆက်ကစား20ရောက်ကြော်ကြတယ်။ကိုဘက်ကတော့လုံးလုံးဆယ်မရှိသေးဘူးပြောတယ်။နနက်7နာရီလောက်မှာကြုံတိုးဆက်ကစားတက်ကနေခေါခရိတ်လမ်းပိုင်းခွနတိုင်ဘက်ကိုအင်အား60ဦးရေခဲရန်ကားတစ်စီးထပ်ပေါ်တယ်ဟုတော်လရေးတရင်ရင်မြက်ကသတင်းဌာနသို့ပြောကြားပါတယ်။ ထို့ပြင်ယနေ့ဇွန်လ18ရက်နနက်8:45မိနစ်အချိန်စကခစနစ်နေ့ထော်လန်ရေးတပ်ဖွဲ့များကြောင့်ဟောင်ဝစ်စာလက်နက်ကြီးများဖြင့်အပြန်လည်ပစ်ခတ်မှုများလည်းရှိကြောင်းသိရပါသည်။အလားတူယမန်နေ့ဇွန်လ18ရက်ည9:00ခန်းမှညာ7:00ခန်းအထိ ကျုံတို့မျိုးအခြေဆိုင်စစ်တပ်နှစ်တပ်နဲ့ဂျိုင်းနာရာအခြေဆိုင်စစ်ကောင်စီတပ်တို့မှလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ကကော့ဂရိတ်အင်ဂျီလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့်တိုက်ပွဲပြင်းထန်ခြင်းဖြစ်ကြောင်းသိရပါသည် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင် KNL ဦးဆောင်သောတပ်လက်ရေးတပ်များကစစ်ကောင်စီတပ်စခန်းများကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးမရရမြို့နယ်အရှိချမ်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မရရမြို့နယ်အရှိချမ်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကအင်အားအများပြားနဲ့ထိုးစစ်ဆင်နေတဲ့လို့လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ် ဇွန်လ16ရက်နေ့ညနေပိုင်းကနေဇွန်18ရက်နေ့အထိမရရမြို့နယ်အရှိချမ်းကချမ်းမင်ကုန်းရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။စစ်တပ်ကလက်နက်ကြီးတွေဟောင်းဝဲစာရီနဲ့ဇက်တိုက်ဖြစ်တယ်။နေရောညရောနှစ်ဖက်တိုက်ပွဲဖြစ်တယ်။လေရင်ကလည်းဇက်တိုက်ကိုချဲနေတယ်လို့ဒေသခံတဦးကပြောပါတယ်။မရရမျိုးနေအရှိချမ်းကချမ်းမင်ကုန်းရွာအနီးကိုဇွန်လ18ရက်နေ့ညနေ3:00လောက်မှာစစ်တပ်ကနှစ်ကြိမ်၄ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဇွန်18ရက်ည17နာရီကျော်မှလဲချမ်းမြင်ကုန်းရွာအနီးကိုတရာဟုလီတက်ကနေဘုံသီးအလုံး90ကျော်ကျေးချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ကြာပြင်ပတ်လေအင်းကျေးရွာနီးကတာယာဆက်ရုံကိုလဲဇွန်18ရက်နေ့ည17နာရီ40မိနစ်မှာတရာဟုလီတက်ကနေဘုံကျဲတိုက်ခိုက်ခဲ့တာမို့တာယာဆက်ရုံမိလောင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကမယ်ဒီယာမြို့နယ်အရှိချမ်းကိုချိုးစစ်ဆင်ပြီးပြက်လေသိမ်းယူထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်စစ်တပ်ကလက်ရှိကြောက်တရားရွာကိုတော့သူတို့စုံမို့သွားနိုင်ပြီ ညကန်တာကိုအထိုင်ချပြီးထိုးစစ်ဆက်တိုက်ဆင်နေတယ်။ဂျာကထမ်းပင်ကုန်းကဟိုဘက်ဒီဘက်ပြန်ထိန်နေကြတဲ့အခြေအနေပဲ။အေဖာဖယောင်းတောင်နဲ့ချမ်းပင်ကုန်းဒီသုံးနေရာကတော့တိုက်ပွဲမပြတ်ဘူးလို့ပြောရမယ်လို့ဒေသခံတအူကပြောပါတယ်။စစ်တပ်ကကြောက်တကားရွာကိုစုံမနိုင်ပြီဆိုတဲ့အချက်အလက်ကိုသတင်းဌာနကတိကျအတိမပြုနိုင်ပါဘူး။ ဖြည့်သူကောက်ွယ်ရေးတက်မတော့မန္တလေးကမယ်ဒီယာမြို့နယ်အရှိချမ်းကို2029စစ်စီရေးဒုတိယလိုက်နဲ့ရှမ်းမန်းစစ်စီရေးမှာစစ်စခန်းနဲ့ရဲစခန်း40ကျော်ကိုတင်ပိုက်ပြီးထိန်းချုပ်ထားတာဖြစ်ပါတယ်စစ်တပ်က2024နှစ်ကုန်ပိုင်းမှာမယ်ဒီယာမြို့နယ်အနောက်ပိုင်းကခြေရွာတွေကိုထိုးစစ်ဆင်တင်ပိုက်ခဲ့ပြီး2025နှစ်စပိုင်းကစပြီးမန္တလေး PDF ထိန်းချုပ်ထားတဲ့မယ်ဒီယာမြို့နယ်အရှိပိုင်းကိုထိုးစစ်ဆင်တင်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ် ဆက်လက်ပြီးပေါင်နယ်ကစစ်တပ်စစ်ကြောင်းရှေ့ဆက်ရွှေ့နိုင်ရန်လေးချောင်းမှအပြင်းအထန်ပုံကျဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်မြို့နယ်ရှိကာကွယ်ရေးပစ္စည်းဆက်ရုံကပ္ပစ24တို့အင်အားဖြည့်မိစစ်ကြောင်းရွှေ့နိုင်ရန်စစ်ကောင်စီကလေးချောင်းမှအပြင်းအထန်ပုံကျဲနေပါတယ်။ ရေပြင်အင်းအား400ကျော်နဲ့ရင်းအစည်းရေ100ခန့်ပါစေကောင်စီစစ်ကြောင်းတီးပကုတ်ကူမျိုးအခြေဆိုင်ထမတရတက်မှဇွန်လတရက်ကလေးကပေါ့မြို့နယ်ဘက်သို့ထွက်လာခြင်းဖြစ်ပါတယ်။ကားဖြင့်၃နိုင်ဝင်းချင်းခရီးသားရှိသည့်ပကုတ်ကူပေါက်လန်းပိုင်းကိုနှစ်ပတ်ကျော်ကြာသည့်အထိထိုးစစ်ကြောင်းဤဥတီရသို့ထိုးမပေါက်သေးကြောင်းဒေသခံစစ်ဘက်တရင်ရင်းမြစ်များကဆိုပါတယ်။ဒီနေ့ကတော့သူတို့ကားရန်ဆလုပ်လာတယ်။ အဲ့ဒါကြောင့်လေမနေ့ကလေးကလမ်းကြောင်းကျိုရှင်းတဲ့ပုံစံမျိုးနဲ့လေးချောင်းကနေဘုံဆိုင်နဲ့ချီကျင်းနေတယ်ဟုပေါ့မြို့နယ်စည်ရေးတရင်ရေးမြစ်တူကပြောပါတယ်။ကံမှာရေးပြလမ်းပိုင်းကိုဝိုင်းတွဲလျင်ဖြင့် ယနေ့ဇွန်၁၈ရက်နနက်၆ :36 မိနစ်မှာ9:00နာရီ2မိနစ်အထိဘုံအလုံးရေ30ခန့်ကျဲချခဲ့ကြောင်းအညာမြေအရက်ဖက်အဖွဲ့အစည်းမြိုင်ကအတည်ပြုပါတယ်။စကစားဟာစည်ရစ်ပြည့်မှန်မဟုတ်တဲ့ပြည်သူများကိုသာထိုက်ခိုက်နိုင်တဲ့အရေးရှင်ရှိတာဖြစ်တဲ့အတွက် ပြည်သူများစကစားရမခင်ဝေဖို့ရလေးချောင်းတတိမြေပြင်စစ်ချောင်းတတိတို့ဖြင့်အမြဲနာဆွေနေကြပါဟု ထိုးဖွဲ့တာဝန်ရှိသူကတိုက်တွန်းပါရင်စစ်ကောင်စီစစ်ကြောင်းဥတီချက်နေရာဟုခံမရသောပေါ့မြုံနယ်မှာကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ24တို့မရောက်ရှိစေရေးအတွက်ဒေသတွင်တပ်ပေါင်းစုကကြားဖြတ်ပိတ်ဆို့ထိုက်ခိုက်မှုကြောင့်တိုက်ပွဲများလေမကြာခဏဖြစ်နေကနှစ်ဖက်ထိခိုက်မှုရှိပါတယ်။တံပိုနယ်နှက်ဥရင်ရွာတို့မှစစ်ကောင်စီစစ်ကြောင်းသည်ပေတထောင်ကျော်အမြင့်ရှိသည့်တက်မတောင်ကိုကျော်ဖြတ်နိုင်ရန်ချိုးပန်းနေစေဖြစ်သည်။ တက်မတောင်နဲ့ရေးပြရွာကိုကြော်ရင်တော့သူတို့စကစဆုံးမနေမရောက်ပြီးပြောရတယ်။သူတို့အတွက်ရေးပြကိုရောက်ဖို့အဓိကပဲ။အခုစကစဆစ်ကြောင်ရောက်နေတဲ့နေရာနဲ့က၈မိုင်လောက်ကျန်နေဟုအညာမြေတပ်ပေါင်းစုဤတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။ယခုစစ်ကြောင်သည် ပေါင်းမြုံနယ်ခောက်ခွေရေးပစ္စည်းစက်ရုံကိုအားဖြည့်ခြင်းအပြင်တီးကြားစစ်ရေးရှိမှန်ချက်များရှိနေကြောင်းခံမှန်းမှုအချို့ရှိသည်။ စစ်နယ်ဖြန်လာသည့်အရက်ကတက်တော်အေအေနှင့်ဒေသတွင်းတပ်ပေါင်းစုများ၏စစ်ရေးအရှိန်ကိုချိုတင်ကာကွယ်ရန်အတွက်လဲကပ္ပစ24ကိုအားဖြည့်ထားခြင်းဆိုသော သုံးသက်ချက်လေးရှိလာသည်စစ်ကောင်စီစစ်ကြောင်းထုတ်မှုအပါအဝင်လေးကြောင်းတိုက်ခိုက်မှုများကြောင့်ပကုတ်ကူနှင့် ပေါက်လန်းပိုင်းရှိခြေရွာ30ခန်းမှပြည်သူတောင်းနှင်ကြီးဆစ်ဆောင်နေကြရသည်ထို့အပြင်စစ်ကောင်စီကဖမ်းဆီးတပ်ဖြတ်ထားသည့်ပြည်သူများရှိခဲ့သည့်အပြင် လက်နက်ကြီးကြောင့်ထိခိုက်ဒဏ်ရာရသူများကိုစရင်ကောက်ယူရန်အရက်ဖတ်လူမှုအဖွဲ့အစည်းအချို့ကကြိုးပမ်းနေရဆဲဖြစ်သည်။ပေါင်မျိုးနှင့်ညပိုင်းကျေးရွာအနီးရှိသည့် ခပါစ24တီလက်နက်ကြီးကြီး60မမ80မမနဲ့120မမတို့ကိုအဓိကထုတ်လုပ်နေကြောင်းစစ်ဖက်သတင်းအချက်အလက်တွေဖော်ပြထားပါတယ်။ဆက်လက်ပြီးရမခတိုင်းအစင်စစ်တုံးပန်းအချို့ကို MNDAA ပြန်လှုံလာရှိုးရဲစခန်းတွေခိုးဆိုးလူနိုင်များနဲ့အတူထုံနှောင်ထားခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာရှိုးမြို့သိမ်းတိုက်ပွဲအတွင်းကိုးကန်တမတော် MNDAA ဖမ်းဆီးထိန်းသိမ်းထားပြီးစစ်တုံးပန်းပြအနေနဲ့ယခုရပိုင်း၌ပြန်လုပေးလိုက်သောရမခတိုင်းအစင်အရာ ရှိများစစ်ခုံရုံးတင်စစ်ဆေးခံရကြောင်းသတင်းရရှိပါတယ်စစ်ကောင်စီအရာရှိအချို့နဲ့ရင်ထင်းရဲ့အချို့ပါဝင်သော သုံးပန်း90ဦးထက်မနည်းကို MNDAA ကစွန်လ16ရက်၌ပြန်လည်လွှတ်ပေးလိုက်ခြင်းဟုပြည်ပြင်းသတင်းရင်းမြစ်ကပြောပါတယ်။ခိုးကန့်ကပြန်လွှတ်ပေးလိုက်တာအရာရှိအကြီးပိုင်းတွေပါတယ်။လွတ်လာသူတွေကသတင်းပို့တာမှအကုန်လုံးအချုပ်ထဲထည့်လိုက်တယ်။တိုင်မှုအမိန့်နဲ့စစ်ခုံရုံးတင်ဖို့လုပ်နေတယ်ဟုအစိုးရသတင်းရင်းမြစ်ကပြောပါတယ်။ MNDAA ကပြန်လွှတ်ပေးလိုက်သည့်သုံးပန်းအရေးအတွက်အတီးချနှင်းကိုရီးအချက်လက်အသေးစိတ်ကိုမှမသိရှိရသေးပေ။ MNDAA ကရောစစ်ကောင်စီကပါသတင်းမထုတ်ပြန်သေးပေ။သူ ို့သောအဆိုပါစစ်တုံးပန်းများအားလက်ရှိတွင်လာရှုံမျိုးအမှတ်၁စက္ကန့်၌ဖမ်းဆီးချုပ်နှောင်ထားကြောင်းသတင်းရရှိပါသည်။ထောင်ကပြင်နာမပြီးသေးဘူးခိုးဆိုလူနိုင်တွင်လည်းတက္ကန်းနေထားတာအေကွန်ကနေမှာလက်မှတ်လေးထိုးပြီးခိုးတဲ့သူတွေနဲ့ခစ်ပြက်လို့လိုက်ခိုးတဲ့သူတွေနဲ့အချုပ်ထဲမှာအတူတူရှိနေကြတယ်ဟုလာရှုံမြို့ကန်တရင်ရေမြက်ကပြောပါတယ်။ MNDAA ကပြန်လို့ပေးလိုက်သည့်အရာရှိများကိုလက်ရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဖုံမှုချုပ်အေမင်ဦးကလာရောက်စစ်ဆေးမိဟုတရင်ရရှိပါတယ်။ အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင်လာရှိုမျိုးကို MNDAA က2024ဩဂုတ်လတွင်2029စစ်စင်ရေးဖြင့်တင်ပိုက်ထိချုပ်ခဲ့သည်မြို့သိမ်းတိုက်ပွဲတွင် အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှဘိုးချုပ်စိုးတင်တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်တန့်တင်စိုးအမတ်တိစကခါမှုဘုံမှုချုပ်မျိုးမင်းထွေတို့နှင့်အတူစစ်ကောင်စီအရာရှိများနှင့်တပ်ဖွဲ့ဝင်၄၈၀၀ကျော်ကိုဖမ်းဆီးခဲ့သည် MNDAA သည်လာရှုမျိုးကိုထိန်းချုပ်ပြီးနောက်အုတ်ချုပ်ရေးရန်နေရာအသက်သွင်းနေစဉ်တရုတ်ဤဖိအားကြောင့်မျိုးပေါ်ရက်ွက်၁၂ခုကိုပြီးခဲ့တဲ့ဧပြီတွင်စစ်ကောင်စီထံပြန်ပေးလိုက်သည် လာရှုမျိုးကိုသိမ်းယူပြီးနောက်ပိုင်းရောစစ်ကောင်စီထံပြန်လွှဲအပ်ပြီးတွင်ပါစစ်တုံးပန်းများကို MNDAA ကပြန်လွှတ်ပေးခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်ပြန်လွှတ်ပေးသည့်တရင်များကို MNDAA ကရောစစ်ကောင်စီကပါအသေးစိတ်ထုတ်ပြန်ခြင်းမရှိ၍ဘိုးချုပ်စိုးတင်ဘုံမူးချုပ်တန့်တင်ဆိုဘုံမူးချုပ်မျိုးမြင့်ထွေးတို့မိသည့်နေရာတွင်ရှိနေသည်ကိုမသိရသေးပေ တရုတ်အစိုးရ၏အကူအညီဖြင့်လာရှုံမြို့ကိုပြန်လည်ထိန်းချုပ်စဉ်ကစစ်ကောင်စီနှင့် MNDAA ကြား၌စစ်တုံးပန်းများပြန်လှုပ်ပေးရန်သဘောတူညီချက်ပါဝင်သည်ဟုသတင်းထွက်ပေါ်ခဲ့မှုသည် MNDAA ၏မျိုးသိန်းတိုက်ပွဲများတွင်စစ်ကောင်စီထိတ်တန့်အရာရှိများအစုလိုက်ပြုံလိုက်လက်နက်ချအညှက်ခံသည့်ဖြစ်စဉ်မှာလောက်ကိုင်းမျိုးသိန်းတိုက်ပွဲ၌ဖြစ်ခဲ့သည်ဒေသကိုယ်ကယ်မှုစစ်ဌာနချုပ်လောက်ကိုင်း ဒါကစားမှုဘုံမှုကျုပ်မူကျော်သူကိုကန်ဒီတာစစ်ကောင်စီအဖွဲ့ဤဥက္ကဋ္ဌဘုံမှုကျုပ်ထွန်းထွန်းမြင့်တမ55တမမှုဘုံမှုကျုပ်စောမျိုးဝင်အမတ်စနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်မှုဘုံမှုကျုပ်အောင်စောလင်းအမတ်ဆက်ချောင်းစစ်စင်ရေးကိုကဲမှုဌာနချုပ်မှုဘုံမှုကျုပ်တော်စင်ဦးအမတ်ဆက်လေးစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခဆက်လီစကခမှုဘုံမှုကျုပ်အင်မင်ဦးလိုနဲ့အတူလက်နက်ချအညံ့ခံခဲ့ကြသည် 2024ဇန်နဝါရီ5ရက်ကတိုက်ပွဲတွင်ပြေးပေါက်ပိတ်နေစဉ် MNDAA နှင့်ညီနိုင်၍လက်နက်ချခဲ့ခြင်းဖြစ်ပြီး6ဦးစလုံးကိုစစ်ကောင်စီကလာရှုံမျိုးတို့ရဟတ်ရင်ဖြင့်ပြန်လည်ခေါ်ဆောင်လာကပုံကံမှုအမိတ်မနာခံမှုတို့ဖြင့်ဖမ်းဆီးပြီးစစ်တရားရုံဖြင့်စစ်ဆီးခဲ့သည်။ဖိုးမှုချုပ်ထွန်တော်မြင့်အပါအဝင်3ဦးကိုတည်တံ့ချလိုက်ပြီးကျန်3ဦးကိုထောင်ဒဏ်တသက်တကျွန်းချလိုက်ကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။စစ်ကောင်စီကမှတရားဝင်ထုတ်ပြန်ခြင်းမရှိခဲ့ပေ